မြန်မာနိုင်ငံမှာ2025ခုနှစ်တွင်စံစီစားနဲ့ပဲပါဝင်အဓိကအားထားစားရတဲ့လိခါစီနှုန်း30ရာခိုင်နှုန်းနီးပါးထက်မှမြင့်တက်လာနိုင်တယ်လို့ကုလသမဂ္ဂပညာရှင်ဘွဲ့ကမတ်လ13ရက်နေ့မှာသတိပေးထုတ်ပြန်လိုက်ပါတယ်အဓိကအားထားရတဲ့စားနဲ့ကစီးလုံးတွေတက်လာနိုင်တာဟာစစ်ကောင်စီရဲ့တားမြစ်ပိတ်ဆို့မှုတွေပြင်ပြင်းထန်လာတဲ့ရာသီဥတုအခြေအနေတွေကြောင့်အကျက်တဲကိုပုံမိုးဆိုးသွားစေတယ်လို့ထုတ်ပြန်ကြမှာဖော်ပြပါရှိပါတယ်ဒါအပြင် တနိုင်ငံလုံးရဲ့မြို့နယ်66ရာခိုင်နှုန်းမှာဖြစ်ပွားနေတဲ့စစ်ကောင်စီတပ်နဲ့တော်လိုင်းအင်အားစုတွေရဲ့လက်နက်ကင်တိုက်ပွဲတွေကြောင့်လည်းစီးပွားရေးနဲ့စိုက်ပျိုးရေးကဏ္ဍတွေကိုတိကျစေရတာဖြစ်တယ်လို့ဆိုရပါတယ်။စစ်ကောင်စီဟာလူသားချင်းစာနာထောက်ထားမှုကူညီတွေရောက်ပေးပို့နိုင်မှုကန့်သက်ထားတဲ့အပြင်လူသားချင်းစာနာရေးဆိုင်ရာဝန်ထမ်းတွေကိုလည်းပိတ်မှတ်ထားတာကြောင့်စာနိုင်ကအကြက်တဲကိုပိုဆိုးလာတာဖြစ်တယ်လို့ကုလသမဂ္ဂကထောက်ပြပါတယ်။စီးပွားရေးလုပ်ငန်းရှင်တို့ကတော့ကုန်စည်နှုန်းမြင့်တက်လာနိုင်တာဟာ အခြေခံလုံသားရှားပါလာတာပြည့်စင်မီမမှန်တာပါဝင် စိုက်ပျိုးမြေဧရိယာတွေမှာတောင်သူတွေမရှိတော့တာကြောင့်နောက်ဆက်တွဲစိုးကျိုးနေနဲ့ဖြစ်လာနိုင်တယ်လို့သုံးသပ်ပါတယ်။ဧရိယာတော်တော်များများကလည်းစိုက်ပျိုးမြေတွေ လုတာရှာပါမှုတွေသူကလုတာရှာပါမှုပြဿနာ哦ဒီဆက်စီမမှန်တဲ့ပြဿနာ哦စိုက်ကြုံမီဒီရီယာတွေမှာစိုက်ကြုံတောင်းမှုတွေမရှိတော့တာရွာတွေပြတ်လာတာ哦အဲ့ဒီပြဿနာရဲ့အရင်ကတော့မြန်မာပြည်စီဆုံးကြောင်းသွားပြီဆိုတော့အဲ့ဒါတွေကဖြစ်လာနေတယ်ခေါ့တယ်နောက်နောက်ဆက်တွဲဆိုးကျိုးလို့ပြောလို့ရတာပေါ့ ဒါအပြင်ခြေကန်စားတောက်ကုန်စင်းလုံးတွေထပ်မံမြင့်တက်လာပါကစီးရဲချမ်းသာမြေတက်ရောက်မှုရှိလာမှာဖြစ်ပေမဲ့ခြေကန်လူတန်းစားပြည်သူတွေကတော့အလူးလဲပုံမှုခံစားရမှာဖြစ်တယ်လို့သူကဆက်ပြောပါတယ်။အင်ရှင်မလူကလည်းအာနာသင်းကလာတွင် ကုန်စင်းလုံးတွေဟာဆိုရင်ဆက်တိုက်ဆိုလို့မြင့်တက်နေပြီးထပ်မံမြင့်တက်လာပါကစားဖို့တောက်ဖို့အတွက်ပင်လူရတာတွေကအစာဖြစ်လာနိုင်တယ်လို့သူအမြင်ကိုပြောပါတယ်။ကုန်စင်းလုံးတွေကအဆက်မတန်းနှစ်ဆမဟုတ်သုံးဆပြောင်းဝင်ဝင်ထွက်ဝင်မမြတ်တာတဲ့ခါရောက်တော့ လူတွေကဘာလို့လဲဆိုတော့ကိုဝေးပူဇာမနေတာပေါ့နော်ကိုမနေတာရင်တို့နေတို့မဖြစ်ရင်ဖြစ်တဲ့နန်းလေးနဲ့လောက်ကြလိမ့်မယ်လို့တော့ထင်တာပဲဘာလို့ဆိုပြည်သူတွေမှာဒုက္ခအများကြီးလက်ခံပြရပြီလေဒီစာဝတ်နေရတဲ့ကိုမိသားစုပြတောက်ဖို့တောက်ဖို့လူချရကြတာလေမဖြစ်လောက်လို့လည်းပြောလို့မရဘူးကုလသမဂ္ဂကတော့စစ်ကောင်စီဟာနေမျိုးတွေကိုလက်လွတ်လိုက်ရတာနဲ့မြလက်ကင်ဖွဲ့တွေကိုလက်တုပ်ပြန်တဲ့အနေနဲ့အကူအညီပေးတာတွေကိုဖိတ်ဆို့ထားတယ်လို့ထုတ်ပြန်ကြမှာပါရှိပါတယ်။အခုလိုဖိတ်ဆို့ထားတာကြောင့် င်းရဲ့ရွှေပြောင်းရတဲ့ဒုက္ခသည်စကန်းတွေကအမျိုးသမီးနဲ့ကလေးတွေဟာရိတ်ခါမလုံလောက်မှုကိုအဆိုးဆုံးကြုံတွေ့နေရသလိုကြိုတင်ကာကွယ်နိုင်တဲ့ယောဂါတွေကြားကလေးငယ်သေးဆုံးတော့မြင်မာတာနဲ့ရင်ဆိုင်နေရတယ်လို့ဆိုပါလေကုလသမဂ္ဂရဲ့တပင်ကျေးရမြမလူဦးရေရဲ့သုံးပုံတပုံဟာလက်တလောစာနေကမလုံလောက်မှုနဲ့ရင်ဆိုင်နေရတဲ့အပြင်ဆက်လက်ဖြစ်ပွားနေတဲ့ပြိပခတွေကြောင့်လည်းပြည်သူ16.6သန်းလူသားချင်းစာနာထောက်ထားမှုကူညီတွေရေးပေါ်လိုအပ်နေတယ်လို့ထုတ်ပြန်ထားပါတယ်